ားလုံးပဲမင်္ဂလာပါဗျကျွန်တော်တော့စတီဗန်ပါဒီနေ့တော့ကျွန်တော် Nissan UD အမျိုးအစားဂျပန်ကာကိုကြ truck car တစီကိုတွားပြီးတော့ဝယ်มาဖြစ်ပါတယ်ဗျဟာဒီကားကဗီဒီယိုထဲမှာမြင်တဲ့အတိုင်းပဲတစီလုံးဝလုံးဝပြောစရာမရှိအောင်လာတယ်ဗျပြီးရင်ဂျပန်ကာကိုတွေမှာ အသုံးပြုတဲ့ကျွန်တော်တို့အပေါ်ကအမိုးတွေကအစအပြည့်စုံပါပြီးသားပဲဗျဒီကားမှာတော့ အာကျွန်တော်တို့မြန်မာဘက်ရှမ်းမှာပြန်ပြီးတော့ကာဂို truck ကားပုံစံမျိုးပြန်ပြီးတော့လုပ်မယ်ဆိုရင်အဆင်ပြေတယ်ဗျာဒီကားကလေဘာလို့ဆိုတော့ဒီကောင်ကအပေါ်ကအမူးတွေပါတွေကအစာပါပြီးသားဆိုတော့ပြန်ပြီးတော့ကာဂို truck ကားလုပ်မယ်ဆိုလို့ရှိရင်လည်းဘာမှတိတ်ပြီးတော့ပြင်ဆင်စရာမလိုဘူးဗျတန်တုံးလို့ရတယ်ဘေးဘက်ရှမ်းဒီမှာဆိုရင်လည်းကျွန်တော်တို့ခွေးကားလို့ခေါ်တဲ့ဘေးကားတန်းကြီးကအစာပါပြီးသားပဲဗျဒီကားကခွေးကားလို့ခေါ်တဲ့ဘေးကားတန်းကြီးပါတယ်ပြီးရင်ကားရဲ့ဒီ တစ်စီးလုံးဘေးမီလိုင်းတွေလည်းဆင်ထားပြီးသားပဲဗျာကျွန်တော်တို့ပါမတော့ဖြုတ်ထားတာပြုတ်ထားတာမရှိဘူးဗျာပြီးရင်ဒီကောင်ရဲ့ကာကိုအမိုးကလန်လို့ရတယ်ဗျာခလုံးနေပြီးတော့ဒီဗီဒီယိုမှာတော့ကျွန်တော်မလန်ပြတော့ဗျာဗီဒီယိုရရတာကျွန်တော်ကတယောက်တည်းဖြစ်နေတဲ့အတွက်နည်းနည်းလေးဒီဟာလောက်ဖို့အခက်အခဲရှိနေတဲ့အတွက်ဒီဗီဒီယိုမှာတော့ဒီကာကိုအမိုးလန်တဲ့ဗီဒီယိုတော့မထည့်ထားတော့ဘူးဗျာ အားလုံးပဲဒီဗီဒီယိုမှာတော့ကျွန်တော်အရင်ဗီဒီယိုတွေပုံစံမျိုးဓာတ်ပုံနေနဲ့မဟုတ်ပဲနဲ့ကားတစ်စီးလုံးကိုတွင်းခန်းနေကားရဲ့အောက်ပိုင်းနေ frame နေဒီအားလုံးကိုပတ်ပတ်ပြီးတော့ကျွန်တော်တေချာလေးဗီဒီယိုရိုက်ပြပေးထားတယ်ဗျကျွန်တော်အားပေးကြတဲ့ကားဝါသနာရှင်ညီကိုတွေအတွက်ကျွန်တော်ဗီဒီယိုတေချာလေးရိုက်ပြပေးထားပါတယ်ဗျ ပြီးရင်နောက်ဆုံးဗီဒီယိုရဲ့နောက်ဆုံးအပိုင်းမှာလည်းကျွန်တော်ဒီကားကိုမောင်းပြထားတဲ့ဗီဒီယိုတွေပါတခါလည်းရိုက်ပြပေးထားပါတယ်ဗျအခုကတော့ကျွန်တော်တို့ကားရဲ့ frame တွေတန်းတွေကိုတစ်ချက်ကြည့်လိုက်အောင်ဗျဒီကားရဲ့ frame တွေတန်းတွေဟာကျွန်တော်တို့တန်ကြီးရာတန်ကြီးရာတန်ကြီးရောင်တစ်ချက်မှမတွေ့ရဘူး original scene နဲ့လုံးဝအစ်တင်ပြီးပါအောင်ကြံနေသေးတယ်ဗျ ကာကိုကားတွေရဲ့ထုံးစံအတိုင်းကျွန်တော်တို့စီတိုင်ကြီးအကြီးနှလုံးတစ်ခါတည်းတက်ပေးပြီးသားဗျပြီးရင်စီတိုင်ကြီးကိုကာပေးထားတဲ့ခွေးကတန်းနေရအစတစ်ခါတည်းပါတယ်ဗျဒီကားမှာအာဒီကားရဲ့လေအိတ်တွေအလုံးအလည်းအလုံးအလုံးလုံးတယ်ဗျအာနောက်ဗီဒီယိုတစ်ခုမှာကျွန်တော်ဒီလေအိတ်တွေစံပြထားတာထည့်ပေးထားတယ်ဗျပြီးရင်ဒီကားမှာစပယ်ယာဘိန်းနဲ့ပါလာပြီးသားပဲဗျ ဒီကားရဲ့ကျွန်တော်ပစ္စည်းထည့်တဲ့တူပေါက်တွေကအကျန်းခံအောင်လို့ stainless steel ကိုသုံးပြီးတော့လုပ်ပီးထားတယ်ဗျ။အာဒီယာမျိုးကိုကျွန်တော်တို့အပြင်မှာရှာပြီးဝယ်မယ်ဆိုတော့တော်တော်လေးစီကြီးပေးရနိုင်တယ်ဗျဒီကတော့ဂျပန်ကလာတဲ့ရပါပီတာဆိုတော့ကျွန်တော်တို့ဒီအတွက်မနေ့တက်တာပါတော့အမ်ပီးရင်ဒီကားမှာဘက်ထရီတန်းရတယ်ဗျဘက်ထရီကချက်ချင်းနိုးလို့ရတယ် အဲကျွန်တော်တို့ဗတ်တီအတက်ပြောင်းဝယ်ထည့်စရာမလိုဘူးအကုန်ကြမ်းများတော့ဘူးတိုင်ယာဒီအားလုံးကလည်းဗီဒီယိုထဲမှာမြင်တဲ့အတိုင်းပဲအားလုံးဝိတ်ပြည့်ပဲဗျဒါမဲ့ဒီကျွန်တော်တို့မြန်မာဖက်ရှင်လမ်းတွေမှာပြန်သုံးမယ်ဆိုတော့ဒီတိုင်ယာတွေကတော့မလဲမဖြစ်လဲမှရောက်မယ်ဗျဘာလို့ဆိုဒီတာယာတွေကသူတို့ထည့်ထားတာနည်းနည်းလေးနှိမ့်နေပြမြန်မာပြည်လမ်းနေနေဆိုရင်ကားရဲ့အောက်ပိုင်းနေနဲ့မလွတ်ဘူးပြအားဒါတွေတော့ပြန်ပြီးတော့လဲရမယ်ပြ လို့ကျွန်တော်တို့အသုံးပြုမဲ့လမ်းကတအားနဲ့စူစူဝါးဝါးမဟုတ်ဘူးလမ်းတာတဲ့နေရာမှာဆိုတော့ဒီတာယာတွေကဘာမှလဲစရာမလိုပဲလေတော်တော်ကြာကြာလေးအသုံးပြုလို့ရအောင်ပဲဗျအောက်ပိုင်းညန်ကင်းညန်ကင်းအော်ပရေရှင်ညာလုံးဝဘာမှပြောစရာမရှိအောင်လာတယ်ဗျဗီဒီယိုထဲမှာလည်းအားလုံးတွေ့ကြတာတွေ့ကြပြီးသားဖြစ်မှာပါဒီကားရဲ့အနေထားကတော့တော်တော်လေးတန်ပြီးတော့တော်တော်လေးလာတယ်ဗျ ကားရဲ့အတွင်းမိုင်းကကျွန်တော်တို့ကာကိုပုံအပြည့်စုံနဲ့လာတာဖြစ်တဲ့အတွက်ကားရဲ့အတွင်းမိုင်းကဘာမှရေဆူရာစိတ်ညာမရှိဘဲနဲ့ရှောက်တွေ့ပြီးတော့တော်တော်လေးလာတယ်ဗျာကျွန်တော်ဒီကားရဲ့အတွင်းငယ်ကိုလိုက်ပြပေးမယ်ဗျာကားရဲ့အတွင်းကန်လိုက်ကားဒီ အိုက်ကားတွေစီလင်းနေခလုံးကတော့အစ်စ်နီပါအောင်ဂျန်နေဗျဘာမှညစ်ပတ်တာတွေအယောင်ယော့တာတွေဘာမှမရှိသေးဘူးဗျပြီးရင်ဒီကားကခေါင်မြင့်ဖြစ်တဲ့အတွက်မောင်းရပြူရတာတော်တော်လေးအဆင်ပြေမယ်လို့ထင်တယ်ဗျဟန်ဒီကားရဲ့ကီလိုကတော့9သိန်းကျော်တော့ရှိသွားပြီဗျ။ နောက်မှာတက်ထားတဲ့ back camera တွေကအစားအလုံးအလုံးလုံးသေးတယ်ဗျ။ကားရဲ့ driver ထိုင်ကုန်ပက်ရှန်ကိုကျွန်တော်တို့ဒီပက်ရှန် passenger ထိုင်တဲ့ထိုင်ကုန်ပက်ရှန်ကိုအလုံးဝဘာမှပြောစရာမရှိအောင်လာခဲ့။အတွင်းကန်အနေထားကလည်းတော်တော်လေးတန်ပြီးတော့လာခဲ့။ ါတော့ကျွန်တော်ကားရဲ့လေအိတ်တွေအလုံးလုံးမလုံးကိုဗီဒီယိုရပြပေးထားတာဖြစ်ပါတယ်ကျွန်တော်ဒီကနေအခုလေအိတ်ကိုအပေါ်တင်လိုက်ပြီဗျာ ဆိုရင်တော့ကျွန်တော်ဟိုကနေလေးအပေါ်တင်လိုက်တဲ့အတွက်ဒီလေးအိတ်တွေအလုတ်လုတ်ပြီးတော့ကားအပေါ်ကိုကြွတ်တက်သွားတဲ့ပုံစံဖြစ်ပါတယ်ဗျကျွန်တော်ကားရဲ့ဇက်ကိုလတ်ပြီးတော့ engine ခန်းတွေကိုလိုက်ပြီးတော့ပြပေးပါဗျကားရဲ့ engine စက်တန်တွေ engine တွေကိုလိုက်ပြီးတော့ပြပေးပါဗျ ကြီးခန်းလာတယ်။အင်ဂျင်ရဲ့အပေါ်ခြံကိုအောက်ခြံကိုပါစီးဆူရစိတ်ရမှာလုံးဝမရှိပါနဲ့။အင်ဂျင်တော်တော်လေးလျှောက်တယ်ဗျ။အာဒီကားမှာပြစ်ရှက်နည်းနည်းလေးရှိတာကျွန်တော်တို့တိုက်ပစ်တန်နည်းနည်းလေးတော့ကျန်းတယ်ဗျ။ဒီကောင်ကလည်းတိုက်ပစ်တန်နည်းနည်းလေးတော့ကျန်းတယ်။ဒီကားရဲ့အင်ဂျင်ကတော့အငွေ့အငွေ့တွေပါတယ်ရှိတာတော့မရှိဘူးဗျ။အင်ဂျင်အငွေ့တွေပါပြီးပါတာတော့မရှိဘူးအင်ဂျင်တော်တော်လေးလှတယ်ဗျာ ကို9သိန်းကျော်သာတုံးထားတယ်ကြပြောတာဒီကားရဲ့အင်ဂျင်ခန်းကအစ်စ်နီလောင်းလောက်ကိုလာတယ်ဗျအခုကျွန်တော်ကားပေါ်ကိုတက်ပြီးတော့ကားကိုနည်းနည်းလေးပတ်ပြီးတော့မောင်းစမ်းပြပေးမယ်ဗျအာဒီကားကိုကျွန်တော်ကားမောင်းရင်းနဲ့ဗီဒီယိုတစ်ဖက်ရရတာဖြစ်တဲ့အတွက်ဗီဒီယိုမှာအဆင်မပြေတာလေးတွေပါလို့ရှိရင်တော့အနေငယ်တိခတ်ပြီးတော့ကြည့်ပေးကြပါဗျာ။ ာဒီကားရဲ့တိုင်ခွက်မှာတော့ရှက်မီတော့ပြနေတယ်ဗျဒါမဲ့ဒီဒီလိုကားတွေမှာတော့ဒီလိုရှက်မီပြတာတော့ပြဿနာတိတ်ကြီးကြီးမားမားတော့မဟုတ်ဘူးဗျကျွန်တော်တို့ကွန်ပျူတာပေါက်ထိုးပြီးတော့နည်းနည်းပြန်စစ်လိုက်ရင်ပြစ်ချက်တွေ့လို့ချင်းအဲ့ပြစ်ချက်လေးကိုပြန်ပြီးတော့လုံလိုက်ရင်တော့အဆင်ပြေသွားပြီဗျဒီကားက Escort Kia နဲ့လာတာဖြစ်တဲ့အတွက်ကျွန်တော်မောင်းရတာတိတ်ပြီးတော့မခက်ခဲဘူးဗျ။ ျွန်တော်ကား မောင်းဆန်းတဲ့နေရာကနည်းနည်းလေးကျင်းနေတဲ့အတွက်ကားကိုတော့နည်းနည်းမြန်မြန်မောင်းလို့မရဘူးဗျကဲလို့ကျွန်တော်တို့လူရှင်းတဲ့နေရာနေရာကျကျဲရှိမယ်ဆိုတော့ဒီကားကတော်တော်လေးမောင်းလို့ကောင်းမယ်ဗျဒီရတယ်လေရတာနေပါလေလေးတာပြူတာဘာမှမရှိဘူးဗျပို့ပြီးတော့တော်တော်လေးလှဲ့လို့ကောင်းတယ်ဗျဘာမှအသိစိတ်ဆရာမလိုပဲနဲ့ဒါလေးလှဲ့ရုံပဲ ့ Escoquia ဒီမှာကနှစ်မျိုးလာတာရှိတယ်ဗျာကျွန်တော်တို့မညွယ်ကားတွေလိုမျိုးကလပ်ပါတဲ့ Escoquia ရယ်ကျွန်တော်တို့ကလပ်ပြောက်ပေါ့ကလပ်မပါတဲ့ Escoquia ဆိုပြီးတော့နှစ်မျိုးရှိတယ်ဗျာအမန်ယူရဲ့ကားတွေလိုမျိုးကလပ်ပါတဲ့ Escoquia တွေကတော့ကျွန်တော်တို့ဒီ Kia ထိုးကန်ကြီးကြရင်မန်ယူရဲ့ပုံစံမျိုးပဲကလပ်နေနေမြင် Kia ထိုးရတယ်ဗျ။အဒီကောက်မှာတော့ကျွန်တော်တို့ကလပ်မပါတဲ့အတွက်ကလပ်နင်းစရာမလိုဘူးဗျ။လက်ကနေပဲ တို့ကီယာကို up down up down လောက်သွားရုံပဲဗျတိတ်ပြီးတော့အလုံးမရှုပ်ဘူးဗျဒီကားကတော့ဒါမဲ့ကျွန်တော်တို့လမ်းကျန်းသုံးမယ်ဆိုရင်တော့ဒီ Esco ကီယာတွေကနည်းနည်းလေးအခက်အခဲရှိတယ်လို့တော့ကြားတယ်ဗျဘူရန်တော့လမ်းကျန်းနေမှာဒီလိုကားမျိုးတွေမမောင်းမှုတဲ့အတွက်ဗီဒီယိုကြည့်နေတဲ့အထက်မှာဒီလိုကားတွေကိုမောင်းနေတဲ့ကားဆရာညီကိုရှိရင်လေကိုမတ်မှာဝင်ပြီးတော့ဒီကားရဲ့အာသာချက်အာနေချက်တွေကိုဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ဗျာ ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအချိန်ပေးပြီးတော့အဆုံးကြီးကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။နောက်နေ့ဒီမှာလည်းကျွန်တော်နောက်တဲ့ဗီဒီယိုတွေနဲ့ပြန်ပြီးတော့လာပါအောင်မယ်ဗျ။